မင်္ဂလာပါရှင်တနင်္သာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့အော်တိုဘာလ21ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေ့တောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင် ကော့တောင်ခရိုင်ခမောက်ကြီးမြို့နယ်လုံဖောကျေးရွာကအုတ်ချုပ်ရည်မှုနယ်ဘူစောတိခေါင်းဆောင်နှစ်ဦးကိုဖမ်းဆီးထားချိန်တနက်နဲ့ပြစ်ခတ်ပြီးထွက်ပြေးတာကြောင့်ပြန်လည်ပြစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ကော့တောင်ခရိုင်ပကဖကထုတ်ပြန်ပါတယ်။ပြစ်ခတ်ဖမ်းဆီးမှုကြောင့်အုတ်ချုပ်ရည်မှုနယ်ဘူစောတိခေါင်းဆောင်နှစ်ဦးအပါ၃ဦးစလုံးသေဆုံးသွားတယ်လို့လည်းကော့တောင်ပကဖကဆိုပါတယ်။အခုအော်တိုဘာလ14ရက်နေ့ကကျေးရွာအုတ်ချုပ်ရည်မှုဦးဝင်းမြင့် ကျေးရွာပြူကောင်းဆောင်ဦးအေဆိုးနဲ့ပြူစောတီဦးသက်ဦးတို့ကိုဖမ်းဆီးလာခြင်းအဲ့ဒီတဲကပြူစောတီတူကသူ့မှာပါလာတဲ့ပစ္စတိုနဲ့ပြစ်ခတ်ခဲ့တာကြောင့်တော်လန်ရေးတက်တွေဘက်ကပြန်လဲပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ပြူစောတီတွေကပြစ်ခတ်ခဲ့တဲ့အချိန်တော်လန်ရေးရဲဘော်တူပေါမကြီးထိမှန်တရားရရှိခဲ့တယ်လို့လည်းသိရပါတယ်။ ရခိုင်အမျိုးသားအဖွဲ့ချုပ်အရခတတော် ULAAA ကပြည်သူတွေရဲ့လုံခြုံရေးအတွက်တန်တွဲနဲ့ခေါင်းမြို့နယ်အနီးကပင်လယ်ပြင်မှာညအချိန်ငါဖန်စီမှုတွေကိုအော်တိုဘာလ20ရက်ကနေစလို့တားမြင်လိုက်တယ်လို့ကြေညာထားပါတယ်။ည6နိုင်ကနေမနက်6နိုင်အတွင်းတန်တွဲနဲ့ခေါင်းမြို့နယ်အနီးကပင်လယ်ပြင်မှာငါမဖန်ဖို့တားမြင်လိုက်တာပါ။ စစ်တပ်ကရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြောက်ဖြူစစ်တွေမျိုးတွေကိုစစ်အင်အားဖြည့်တင်းမှုတွေကို ရေကြောင်းကနေပို့လောက်လာသလိုအေးအေးသိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့အချို့ကိုပြန်လည်တိုက်ခိုက်ပြီးသိမ့်ပိုက်ဖို့ရေကြောင်းမှာပြင်ဆင်တာတွေအခုရပိုင်ပို့လောက်လာတယ်လို့အေးအေးကအသိပေးထားပါတယ်တောင်လုံမျိုးနဲ့ကြောက်စင်ကြီးရွာအုပ်စုကိုစစ်တပ်ကစစ်သင်္ဘောနဲ့ရောက်လာပြီးစစ်ကြောင်းထိုးနေတာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ် ား100လောက်ရှိတဲ့စစ်သားတွေဟာအခုလ19ရက်နေ့မနက်ပိုင်းကကြောက်စင်ကြီးရွာအုပ်စုထဲကို ရောက်ရှိလာတာဖြစ်ပြီး20ရက်နေ့မှာတော့သဘောဆိတ်ရွာဘက်ကိုရောက်ရှိကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဆိုပါတယ်စစ်တပ်စစ်ကြောင်းကြောင့်ကြောက်စင်သဘောဆိတ်ပြင်ကြီးကရင်ကြီးနဲ့ကမ်ပဏီစတဲ့ကြီးရွာကဒေသခံတွေနေအိမ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ် ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်တဲကကရင်နယ်ကြားဆောင်တပ် BGF KNA ထိန်းချုပ်နယ်မြေတဲက KK ပတ်ထဲကိုစစ်တပ်ကဝင်ရောက်စီးနင်းခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ KK ပတ်ထဲကအလုသမား2198ဦးကို တွေ့ရှိခဲ့ပြီးတိုင်းကိုရောင်အဆောက်အုံတွေနဲ့စေပေကန်းနှစ်ခန်းစတဲ့နေရာတွေကနေတွေ့ရှိခဲ့တာလို့စစ်ကောင်မရှင်ရဲ့သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။ ဒါအပြင်တရားမဝင်ဆက်သွယ်မှုတွေဆောင်ရွက်ဖို့အတွက်တက်ဆင်ထားတဲ့ Starlink Internet ဆက်အလုံး30နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီခဲ့တယ်လို့ဆိုပါရယ်။အလားတူပဲ KK ပတ်ဝင်းတဲ့ကအဆောက်အုံတွေစောက်လုထားရှိမှုရေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတရားဝင်စာရွက်စာတမ်းတွေစစ်ဆေးတွေးရှိတာမျိုးမရှိဘူးလို့လည်းသိရပါရယ်။ဖိမျိုးနယ်မစောကြေးရွာအုပ်စုတကံရွာဟောင်းကိုစစ်အုပ်စုတပ်ကစစ်ကြောင်းထိုးလာတာကြောင့်တော်လန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ မစောကြီးရွာအုပ်စုတကံရွာဟောင်းကိုစစ်တပ်ကအောက်တိုဘာလ18ရက်ညနေ4နာရီဝန်းကျင်မှာအင်အား30လောက်နဲ့စစ်ကြောင်းထိုးနေခဲ့တာပဲဖြစ်ပါတယ်။အင်အား30ဝန်းကျင်ပါတဲ့စစ်အုပ်စုတပ်သားတွေဟာတုံပြောကြီးရွာကနေမစောကြီးရွာအုပ်စုတောင်ပူရွာလမ်းဆောင်ကနေတဆင့်တကံရွာဟောင်းဘက်ကိုစစ်ကြောင်းထိုးလာတာလို့သိရပါတယ်။သွေးစီညီညွတ်သောတမကများအဖွဲ့ STUM ဦးဆောင်သူဒေါ်မျိုးမျိုးရေးအပါအဝင်အလौဒမအေးလှူရှားသူကိုတက်နှင်းအောင်နဲ့မတ်တထားဆွေတို့ အင်းစိန်ထောင်ကနေပြန်လည်လွတ်မြောက်လာတယ်လို့ SDUM ကထုတ်ပြန်ချက်အရသိရပါတယ်။အလုသမားရေးလှုပ်ရှားသူ၃ဦးဟာအောက်တိုဘာလ20ရက်ညနေ4နာရီခွဲခန့်မှာအင်းစိန်ချင်းထောင်ကနေလွတ်မြောက်လာတယ်လို့သိရပါတယ်။လောက်သမားရေးလှူရှားသူ၃ဦးကိုဒုသမရအမိန်နဲ့လက်ရှိဆွဲဆိုထားတဲ့အမှုတွေကိုရုပ်သိမ်းကြောင်းဖတ်ပြီးအင်းစိန်ထောင်ကနေလွတ်ပေးလိုက်တာဖြစ်ပြီးလက်ရှိမှာနေအိမ်ပြန်လည်ရောက်ရှိကြောင်း SDUM ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ နင်းသာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။